ကျွန်တော်လည်းအတူတူနေတဲ့ဖိုးချစ်တော်မှတနည်းအားဟိုငလျင်ရမုံငွေရှာရင်းနေတာမှသူပြောတယ်သူဘလို့မှဖြေလို့မရဘူးပေါ့နော်အာသူသူ့အပေါ်မှာအရန်ကောင်းခဲ့တဲ့လူတယောက်ဆုံးရှုံးသွားတယ်ဆိုတော့အဲဆိုတော့ကျွန်တော်ဆိုပူဆိုးတယ်ပူဆိုးရဆိုတော့တကယ်ညီကိုအရင်လို့နေခဲ့ကြမိသားစုတစုတည်းလို့နေခဲ့ကြတဲ့ဘဝတွေဆိုတော့ဒါကျွန်တော်ကတော့အတိဆုံးပေါ့နော်ကျွန်တော်နဲ့ပတ်သက်တဲ့လွန်ခဲ့တဲ့အနှစ်20လောက်ကစတဲ့ဇလန်းဇလန်းတွေဖြစ်ခဲ့သမျှပြဿနာဘောင်းဆုံးအဲ့ဒီ အရာတွေအကုန်လုံးမှာဥကြီးမပါခဲ့တာတစ်ခုမှမရှိဘူးအများရန်ဥကြီးကကျွန်တော်ကိစ္စမှန်တယ်ဥကြီးကရှိရပြီမမမမအများရန်ရက်ရက်ပြီးတာအခုတယောက်နေတယ်ကြာကြာချင်းမှာဘာလို့အထီးပါအာကြာကြာချင်းမှာဘလို့ကယုံလဲမယုံတန်ဘူးညာဟိုဟိုပထမတိတာဟိုတော့ကနေမကောင်းဖြစ်တာခဏခဏကူးကူးညာကားအစီတန်းဖြစ်တယ်ဟာဖြစ်ပြီဆိုကျွန်တော်တို့ရောက်သွားကျွန်တော်တို့တခုဖြစ်ပြီဆိုသူကရောက်လာအဲ့လိုမျိုးနေကလေးခဲ့ကြတာ နေခဲ့ကြပြီးမှအခုယူတီရဲ့ကြီးကြီးကမထင်သာဘူးလေဥပမာနေမကောင်းဖြစ်နေလို့တကယ်နေရဟာအဆင်မပြေလာဘူးတဖြည်းနဲ့အခြေအနေမကောင်းလာလို့ဆိုတမျိုးပေါ့အခုကယူတီရဲ့ကြီးလူမျိုးဖြစ်သွားတာလေဆိုတော့ထင်လည်းမထင်သာဘူးဒါပေမဲ့အဆက်တွေကဟိုအရင်တော့ကတွေ့တွေ့နဲ့ကျွန်တော်တို့ကဒေသကကျွန်တော်တို့ကဥကြီးပါပဲဥကြီးတို့ကကျွန်တော်ပါပဲအဲ့ဒါကနှစ်ဟိုဆယ်စုနှစ်မကဘူးပေါ့နော် တကယ်ဟိုစကားနဲ့နဲ့လဲဆိုတော့ကျွန်တော်အဲ့လိုနေခဲ့ကြတာအဲ့ဒီခုနောက်ပိုင်းလဲကြကြဒီကိုဗစ်ပြည်ပြည်နောက်ပိုင်းလဲကြကြတော့တိတ်လို့မတွေ့ပြတော့ဘူးမတွေ့ပြတော့ဘူးဒါနဲ့ဖုန်းဆက်သွယ်ရှိတယ်အများနဲ့လူလူကိုတခုဆိုလို့ရှိရင် तू ကအားပေးတယ် तू တခုဆိုရှိကွာအားပေးနေကြတော့ तू သားလေးဆိုလို့ရှိရင်လည်းကျွန်တော်တူလေးလူပဲကျွန်တော်အသားချစ်တာဟုတ်ဒီကလေးလေးနဲ့ပတ်သက်ပြီးလို့ရှိရင်အား तू ဟိုဘိုးတော်ကကျွန်တော်တူလို့ရှိရင် तू ဟာဘာကြီးတယောက်လူပဲ तू အရင်ချစ်တာဆိုတော့ဒီဒီသားသူကကျွန်တော်မိသားစုကိုတပိုင်းဖြစ်နေတာပေါ့နော်ကျွန်တော်နဲ့ပတ်သက်တဲ့အရာ တော်တော်များများဥကြီးမပါတဲ့မပါဘဲနဲ့ပြီးသွားတဲ့ကိစ္စဆိုတော့တခုမှမရှိခဲ့ဘူး။အာကိစ္စမှန်တယ်များဥကြီးအများနဲ့ပါကျွန်တော်တခုဖြစ်ပြီဆိုလို့ရှိရင်ဥကြီးကအများနဲ့ရှေ့ရတယ်ပြီးတော့ဟောဥဆောင်လို့တော့သူကသူ့ညီတယောက်ကိုသူကအများနဲ့ကာကွယ်ပေးတဲ့လူတယောက်ဟောတော့အဲတတော်ကလုံးပါလေဟိုရှန်ထွက်ဆိုလို့ခေါ်တာသူတယောက်ပဲရှိတယ်။အများနဲ့သူကကျွန်တော်ရှန်ထွက်ရှန်ထွက်နဲ့ခေါ်တော့ဘောတော့အကူကဟိုယူတီရဲ့ကြီးဆိုတော့ဟို လို့စိတ်ထဲမှာဘလို့မှနေလို့မရဘူးဗျာကျွန်တော်မပြောနဲ့ကျွန်တော်လည်းအတူတူနေတဲ့ဖိုးချစ်တော်မှတနည်းအားဟိုငလျင်ရံမုံငွေရှာနေနေတာမှသူပြောတယ်သူဘလို့မှဖြေလို့မရဘူးပေါ့နော်အာသူသူ့အပေါ်မှာအရန်ကောင်းခဲ့တဲ့လူတယောက်ဆုံးရှုံးသွားတယ်ဆိုတော့အဲဆိုတော့ကျွန်တော်ဆိုပူဆိုးတယ်ပူဆိုးရဆိုတော့တကယ်ညီကိုအရင်လို့နေခဲ့ကြမိသားစုတစုတည်းလို့နေခဲ့ကြတယ်ဘဝတွေဆိုတော့ဟုတ်ကဲ့အကူလို့အကူရင်းတယောက်ဟုတ်တယ်အကူရင်းတယောက်လို့ ဘလောက်ထိယူရဖြစ်လဲဆိုရင်ဒါကျွန်တော်ကတော့အတိအကျပေါ့နော်ကျွန်တော်နဲ့ပတ်သက်တဲ့လွန်ခဲ့တဲ့အနှစ်20လောက်ကစတဲ့ဇလန်းဇလန်းတွေဖြစ်ခဲ့သမျှပြဿနာဘောင်းဆိုအဲ့ဒီအရာတွေအကုန်လုံးမှာဥကြီးမပါခဲ့တာတခုမှမရှိဘူးအများတန်းဥကြီးကကျွန်တော်ကိစ္စမှန်တယ်ဥကြီးကရှေ့ရပြီဘာမှမမမဲ့အများတန်းရက်ရက်ပြီးတာအခုတယောက်နေတယ်ဘုမဆန်ကြီးတို့ဘုဘုတို့လည်းအဆက်တော်လုံးဝပြတ်မှာမဟုတ်ဘူးလုံးဝပြတ်မှာမဟုတ်ဘူးဆိုတာဥကြီးမရှိတော့ဘူးဆိုပြီးတော့ဟော အလှမ်းဝေးနေတဲ့ပုံစံမျိုးမဟုတ်ပဲပေါ့တခုဆိုလို့ရှိရင်အများနဲ့အဆက်အသွယ်ဒီတိုင်းမှရှိနေမှာပေါ့နော်ရှိနေပြီးတော့တခုဆိုလို့ရှိရင်ကိုဥညီရှိသလိုပဲကိုကူညီနိုင်တာလည်းကူညီပေါ့လေအဲဟိုကိုစောက်ရှောက်နိုင်တယ်လည်းစောက်ရှောက်ပေါ့အဲ့လိုမျိုးနေပဲဆိုတော့ဟိုစိတ်ထဲမှာစုံပြတ်သွားပြီအခုနောက်တော့ဥညီကိုသွားနှုတ်ဆက်နဲ့ရင်းနေရပြောလိုက်ပါဥညီတို့ဥညီဘာပဲပြောပြောဥညီမရှိပြီပဲရှိသလိုပဲဒီသားစုပေါ်မှာကျွန်တော်ဒီလိုမျိုးစိတ်သဘောထားဒီအများနဲ့ရှိနေပါမယ်ဆိုတော့ကုလေးတွေဝတ်တွေ့ခဲ့တာပေါ့